ေရမကြောင့်တမီးကိုမင်းကြီးဖြစ်စေချင်တာလေအန်တမီးဇော်မင်းပြောနေများရှင်လိုမင်းင်းဖြစ်စစ်နာလဲဆိုတော့တမီးကိုနှိုက်ကလည်းအနုပညာနဲ့ပတ်သက်ပြီးတော့အယံဝဒနာပါတယ်အငငယ်လေးကလေးကចောင်းတဲ့ရင်တော့မဟုတ်ဟိုစုံညီပွဲတွေမှာဆိုတမီးကထိတ်ဆုံးလာပဲဘာသူမှခေါ်ကြမလို့တမီးပဲဆိုရအဲ့မှာလေဖူဖူကငယ်လေးကတမီးရဲ့ဝဒနာပို့ပေါ့နော်တည်သွားတော့အန်နဲ့တမီးရဲ့ဝဒနာကိုလည်းသူကခွင့်ပြုတယ်တမီးရဲ့အိမ်မက်ကိုလည်းသူကဖြစ်မြအောင် လုပ်ဆောင်ပြီးတော့ဖူဖူကဒီအနုပညာလမ်းစာအောင် ဝါသနာဝါသနာပိုင်းလမ်းကြောင်းမနော်ရှောက်ခင်းပေးလိုက်တာပါသူပုံမှန်လေးကြည့်ရတော့မစိုးပါဘူးခနိစုနဲ့လည်းရှိသွားနာလိုက်နေတယ်ဒါနဲ့သူကဘာတူလဲဘဲရလဲငမရရောကြည့်ရအောင်အဲ့ဒီမင်းကလေးရီစာစကားလိုက်ပေါ်နေပါဟုတ်လားကြည့်ပါဦးဟိုမင်းကလေးကချောလှနေတယ်မဟုတ်ဘူးဘာဆိုကြလဲအဲ့ဒါအဲ့တော့တမီးရဲ့နာမည်ရင်းနဲ့လူညံနာမည်ပြီးတဲ့ပြပြတယ်ဟုတ်တမီးရဲ့နာမည်အရင်ကတော့ဆွဆန်နေမှုပါရှင့်အမှုပညာနာမည်ကတော့ခင်ဖုံးမြတ်တာလို့ခေါ်ပါတယ်အဲ့တော့ ။ဦးဇမီးကဖိတ်ချုပ်ခွဲရိုက်တာ။အဲတမီးကတော့ဘယ်ပြောမလဲတမီးကဒီဖိတ်ချုပ်ခွဲရိုက်တာလားဆိုတော့အဲ့မဖိဖေးအကြောင်းလည်းပိုင်နေပါမှာပေါ့ဘယ်လိုဆိုတော့ဖိဖေးဖိဖေးကလည်းတမီးရဲ့ဝသနာပါတဲ့အကြောင်းကိုလည်းပြီးတော့အဲဒေါက်တာဦးဇမီးကိုပေါ့နော်အဲကျွန်တော်တမီးကလို့လို့ဝသနာပါတယ်ခင်ဗျအဆင်ပြေမယ်ဆို တော့ကလေးကိုပေါ့နော်တရုတ်ဆောင်ခိုင်းကြည့်ပေါ့ပါညာဆိုပြီးတော့ပြောလိုက်လို့ဒီကားလေးမှာပါဝင်ခင်းရတယ်လို့တမီးကချင်ပါတယ်ပြီးတော့ဟိုးရှေ့တစ်ခေါက်တော့လည်းရင်းနေတာခင်ခင်းမှာတော့လည်းတမီးကိုဥစုံမြင်ကခေါ်တယ်ခေါ်တော့တမီးကတခြားကားရိုက်လေးတွေပါတယ်ရှိရတယ်အဲ့တော့ကလည်းအဲ့ကောင်မရိုက်ပေးလိုက်ရအောင်ရှင်ဒီတစ်ခေါက်တော့တမီးကဥစုံမြင်ဒုတိယတစ်ခေါက်ကန်းလှမ်းတော့တမီးကလည်းအယောင်မှပါကျင်တော့ဒီတစ်ခေါက်အားနဲ့ပါဝင်ခင်းရလိုက်တာပါတမီးရဲ့အတွေ့အကြုံပြောပြတယ်ဘာရိုက်ပေးရလဲအတွေ့အကြုံကဒီကားထဲမှာပေါ့ ှိပါဘူး။အော်တမိအရှိမဟုတ်တမိအရှိမကြောဒီ2024 Academy ရှေ့ကျော်လည်းဖြစ်ခဲ့ပါဗါတယ်။ Academy ရှေ့ကျော်လည်းဖြစ်ခဲ့ပြီးတော့တမိကအဲ့မှာတိုင်ခင်မှာလည်းအဲဒေါက်တာညိုမင်းလွန်းလွန်းနဲ့ဇကားကြီးလည်းရိုက်ခဲ့တယ်။အခုဆိုရင်ဒီလာမယ့် February လထဲမှာဦးညိုဒရိုက်တာလုပ်ပြီးရိုက်ထားတယ်။မင်းတို့ထွက်ရရစာဆိုတဲ့ကားမှာလည်းပါဝင်ထားပါတယ်။ရုံင်းကားမှာလည်းအဲ့ဒီဟာဆိုရင်လေ iPhone နဲ့ရိုက်ထားတာပေါ့နော်အဲ့ဒီကားကားကြီးဆို iPhone နဲ့ရိုက်ထားဆိုအရင်လည်းရင်ခုန်နေရယ်ပြီးတော့ခြားသောဇလန်းတွဲတွေလည်းရိုက်ထားခဲ့ပြီပါအရှင်အဲ့တော့ ဒီစကားမှာရက်ကိုတဲ့တမင်တရားမင်းကိုဘုသူဖတ်တယ်။อืมမဖတ်ရလား။ဟုတ်။အဲ့တော့တမင်ရဲ့အခန်းကဏ္ဍဘယ်လောက်ရေးကြည့်ရော။အဲတမီးကဒီထဲမှာတော့မဖုန်တီကြီးကြော်ရယ်တငယ်ချင်းပေါ့နော်အဲတငယ်ချင်း၃ယောက်ရှိရယ်အဲ့ထဲမှာတမီးက၁ယောက်ပါဝင်ပေါ့အဲပြီးတော့ဂျူတာဆီယာမာလေးအဖြစ်နဲ့ပါဝင်တရုပ်ဆောင်ထားပါအဲတော့မင်းစုပ်ဝင်ခါဒီကမှာနည်းနည်းတော့နည်းတယ်တိတ်တော့မများဘူးဒါပေမဲ့အကောင်းဆုံးတော့စူးစမ်းထားပါတယ်ဟုတ်ဘယ်လိုများလာမှာ ဲ့တော့သမီးရဲ့စူးစမ်းမှုပုံမူတည်တာပေါ့သမီးကတော့အများနဲ့တော့စူးစမ်းနေအောင်ပါပါအဲ့တော့သမီးကိုဖေးရဲ့ဘာတွေအကဲဖြတ်ပြီးလဲဘာတွေကဲဖြတ်ပြီးလဲဆိုတော့သမီးပေါ့နော်အခုဒီပြုတ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီးတော့သမီးကဝဒနာသားပါတာဒါပေမဲ့သမီးအမှားမှန်နေသိစာမသိဘူးသိစာမသိတော့ဖေဖေကသမီးရဲ့လှုပ်ဆောင်ချက်တွေသူကြည့်ပြီးတော့နေဒီညလေးမှာတော့ဒီလိုလိုတယ်ဘယ်လိုနေရာမှာဘယ်လိုပြုတ်ဆောင်မှာဘယ်လိုဘယ်လိုပြုတ်ဆောင်မှာဆိုတာမျိုးပေါ့နော်သမီးကိုအိမ်မှာတော့ပြပြပေးပါတယ် ့ပေးတဲ့ကိုဒီကားနဲ့ပတ်သက်လို့ message ပေးချင်တယ်ဟုတ်ကဲ့တော့ပေါ့နော်ဟုတ်အဲဒီကားလေးရပါတော့အဲတမီးလည်းပါဝင်ထားတော့စကားကောင်းလေးလည်းဖြစ်မယ်အဲကြည့်ရတဲ့သူရင်ထဲကိုလည်းရောက်မဲ့စကားလေးတကားဖြစ်မယ်လို့တမီးကတော့ထင်ပါတယ်ရှင့်ဟုတ်ကဲ့ပါကျေးဇူးပါရှင့်